ချန်အမတ်54တွဲကြံခင်းစေးကိုဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်ကတတ်မှတ်ဖို့ဥအောင်ဆန်းဦးတောင်းဆိုအားလုံးမင်းမင်္ဂလာပါလေးချိန်မြောက်တိလေးလံပွဲလှုပ်ထားခဲ့တဲ့ချန်အမတ်54ရဲ့လေးလံပွဲဟာဆိုရင်တော့အခုချိန်ဒီမအောင်မြင်သေးပဲနဲ့ဝယ်ယူမဲ့သူမရှိဖြစ်နေကြပါရည်လေးချိန်မြောက်လေးလံပွဲကိုတော့ပြီးခဲ့တဲ့လချန်အမတ်54ရှေ့မှာပြုလုပ်ခဲ့ပါရည်အဲ့ဒီအချိန်မှာဆိုရင်တော့ဥအောင်ဆန်းဦးဘက်ကတောင်းဆိုလာခဲ့တဲ့ကြံကင်းစေးလျှော့စေးချက်290ဘီလီယံဖြစ်လေးလံပြစ်ခဲ့ပေမဲ့လေဝယ်ယူသူမရှိခဲ့တာဖြစ်ပါတယ် လေလံပွဲမအောင်တဲ့အတွက်လေလံအရာရှိကလုံယုံလုံစင်တိုင်းတရားရုံးကိုစီရင်ခန်းစာတင်သွားခဲ့ပါတယ်။တရားဥပဒေရတော့လေလံပွဲကိုမအောင်မမြင်မချင်းကျင်းပသွားဖို့လည်းရှိနေပါတယ်။ဒါကြောင့်ကျန်းကင်းစေးပြင်ဆင်သတ်မှတ်ပြီးတော့နောက်ထပ်၅ချိန်မြောက်လေလံပွဲကိုထပ်လုပ်လာအောင်မှလည်းဖြစ်ပါတယ်။ ဒီမှုတွင်ရုံချင်းကိုတော့ပြီးခဲ့တဲ့မေလ15ရက်နေ့ကပြုလုပ်ခဲ့ပါသေးတယ်။ရုံချင်းမတိုင်ခင်မှာဥအောင်ဆန်းဦးဘက်ကနောက်တစ်ကြိမ်လေးလံကျန်းခင်းစည်းကိုထောင်အောင်ဆန်းစုကြည်ရဲ့ရှေ့နေဖွဲကနေတက်မှတ်ပေးဖို့အတွက်ဆိုပြီးတော့တရားရုံးကိုတောင်းဆိုထားခဲ့ပါသေးတယ်။ကမာယိုခရိုင်တရားရုံးမှာမေလ15ရက်နေ့ကပြုလုပ်ခဲ့တဲ့ရုံချင်းမှာဆိုရင်တော့ထောင်အောင်ဆန်းစုကြည်ရဲ့ရှေ့နေဖွဲကဥအောင်ဆန်းဦးရဲ့တင်ပြချက်ဟာမွေဆောင်မွေခဲဆိုင်မှုတွေရဲ့လှုပ်ထုပ်လုပ်နေတဲ့ညီညွတ်မှုရှိကြောင်းပြန်လည်တင်ပြလာပါသေးတယ်။ တကယ်လည်းလေလံကြမ်းခင်းစေးတွေတောင်းဆိုရေးဆိုတာကတရားနိုင်ဘက်ကပြုလုပ်ရတာဖြစ်ပြီးတော့ပေးရမယ့်သူဘက်ကအဆိုပြုရည်ဆိုတာထုံးစံမရှိခဲ့ဘူးလို့ကျွမ်းကျင်ဥပဒေပညာရှင်တွေထံကနေသိရပါဗျ။ချမ်းမန်54မွေဆိုင်ပြည်တနာတော်တော်လေးလေးကြာခဲ့ပြီးဖြစ်ပြီးတော့2016ခုနှစ်မှာရန်ကုန်နောက်ပိုင်းခရိုင်တရားရုံးကချမ်းမန်54ရဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုဒေါအောင်ဆန်းစုကြည်ကရယူရင်တစ်ထပ်တိုင်းနဲ့မြေတဝက်ကိုဦးအောင်ဆန်းဦးကရယူရန်ဆိုပြီးတော့ခွဲပေးခဲ့ပါဗျ။ ဒါပေမဲ့ဦးအောင်ဆန်းဟိုဘက်ကအယူခံစစ်စစ်တရားကနေ2022ခုနှစ်မှာတော့ပြည်ထောင်စုတရားသူကြီးချုပ်ကဒီမှုမှာဦးအောင်ဆန်းကိုနိုင်ပေးလိုက်ပြီးတော့ချက်မဲ့54ကိုလေးလံတင်ရောင်းချရန်အမိန့်ချမှတ်ထားခဲ့တာပါချက်မဲ့54ကိစ္စကလည်းလူထုเจ้าမှာစိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်နေပြီးတော့ထိခိုက်မခံတဲ့ကိစ္စမျိုးလို့လည်းပြောလို့ရပါတယ်ဒါကြောင့်ချို့သောလုပ်ငန်းရှင်တွေကချက်မဲ့54ကိုဝေယူရင်တောင်မှမဝင်ယူရဲကြတဲ့အခြေအနေမျိုးဖြစ်နေကြတယ်လို့သုံးသပ်နေကြပါတယ်ဒီလိုအခြေအနေတွေကြောင့်လည်းဦးအောင်ဆန်းဟာကြံခင်းစည်းကို ဒေါအောင်ဆန်းစုကြည်တို့ဘက်ကတမတ်ဖို့တောင်းဆိုလာဖို့ရပါတယ်။ သူကအဲ့လိုလွှဲချလို့တော့မရပါဘူး။တရားနိုင်ကရမယ့်သူဆိုတော့ရမယ့်သူကအဆိုပြုရတာပေါ့။ပြရမယ့်သူကသွားပြီးတော့အဆိုပြုတော့မရှိပါဘူး။ရမယ့်သူကအဆိုပြုရတာပါ။ရှင်းနေတွေကအဲ့လိုလုတ်ပိုင်ခွင့်လည်းမရှိပါဘူး။ကရေကန်ရှင်အမှုတရေဆန္ဒမပါပဲဒီလိုလုတ်ခွင့်မရှိတာဖြစ်ပါလေလို့ဝိုင်းရတရားလွတ်တော်ရေးရှင်းနေကြီးဦးကြီးမြင့်ကပြောပါရီ။ဦးအောင်ဆန်းဦးဘက်ကတောင်းဆိုရတဲ့ပတ်သက်ပြီးတော့တရားရုံးကဘယ်လိုမျိုးအမိန့်ချမှတ်လာမလဲဆိုတာဆက်လက်စောင့်ကြည့်သွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းခုလိုမျိုး ့စိတ်ဝင်စားစရာကောင်းတဲ့ကျောင်းယာရင်နဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကို like and follow လုပ်ခဲ့ပေးဖို့အတွက်အမေပါနေအောင်ရှင်အာဘိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမစ်တာစကားလေးလက်ဆောင်ပိုင်းရင်းနဲ့ပဲဒီနေ့ရဲ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေအားလုံးပဲကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းစုမကောင်းတောင်းပေးရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရစေရှင်